ဒီမှာ6ပရိတ်လို့ထည့်ပါတယ်အဲ6ပရိတ်သောင်းမှာမနောက်ပိတ်၃လုံး30ရလဲမူဒီထည့်မှာပါဒီထိပ်သီး၃လုံး8ကလဲမူဒီထည့်မှာပါသူ့ရဲ့တပင်ကြုံမှာမနှစ်ပိတ်လေးရနှစ်ပိတ်လို့ကူးတာပါဒါမူဒီထဲတာလေးတွေအရင်ပြတာပါဒီမှာနှစ်ခါတစ်ပိတ်ပါအဲနှစ်ခါတစ်ပိတ်ရဲ့ဘေးမှာမှဒီကောင်က နောက်ပိတ်တော့လုံးရှေ့လို့ထည့်တယ်ဒီကောင်ကရှေ့ခွန်6လို့သွားမှာပါအဲ့တော့ဒီနှစ်ထိပ်တစ်ပိတ်ပေးမှာခွန်ပိတ်ကလေးကလည်းမူးတယ်အခုရောက်တဲ့ကက်ကဒီ6ခါလေးနဲ့သူကခဏကနှစ်ပိတ်ပါ363ဆိုပြီးထွက်တာပါဒါပထမကက်ပါဒီ6ခါကြားတဲ့အချိန်မှာလည်းဒီမှာနောက်ပိတ်တော့လုံးခွန်လို့ထောင်တာပါဒီကောင်ကလည်းခွန်6လို့သွားမှာပါ အဲ့တော့ဒီ6ပရိ6ပရိကြတဲ့ချိန်နောက်ဖိတ်၃လုံးခုံလို့ဆွားပြီးခုံလို့ထောင်ပြီးမှဒီမှာပရိနှစ်ထဲတာပါအဲ့တော့ဒုတိယကတ်မှာလည်းဒီမှာခုံပရိပါခုံပရိထည့်ပြီးနောက်ဖိတ်၃လုံး30ထိပ်သီး၃လုံး8တပင်းကြုံမှနှစ်ပိတ်နှစ်ပိတ်ကူးတယ်ဒီ8ကဘေးမှမှဒီကောင်တစ်ပိတ်နဲ့နှစ်နှစ်ခါနဲ့တစ်ပိတ်ကမူတီထည့်တယ်အဲ့လိုထည့်ပြီးမှသူ့ရဲ့ဘေးက ဒီမှာနောက်ပိတ်တော့လုံးဆိုတာရှစ်ဆိုပြီးတော့ဒီမှာခွန်းလို့ထောင်းတာပါအဲ့လိုထောင်းပြီးမှဒီတက်ကဘေးမှာနှစ်တက်ကဘေးမှာဒီမှာခွန်းပိတ်လေးကမူတည်ထဲ့တယ်အခုရောက်တဲ့ဘွဲမှာ6ခါလေးနဲ့ဒီကောင်ကကိုးချောက်ခွန်းဆိုပြီးတော့ပရိနှစ်ထဲ့တယ်အဲ့လိုထဲ့တဲ့အချိန်မှာလေဒီမှာဒီခွန်းပရိခွန်းပရိကြတဲ့အချိန်မှာဒီနောက်ထောင်းတော့လုံးကခုနခွန်းလို့ထဲ့တယ်ဒီမှာရှစ်လို့ထဲ့တာသူ့ရဲ့ဆောင်းကို 6ခါးနဲ့2ပြိတ်ပါအဲ့တော့ဒီမှာလဲကွန်ပရိတ်ပြီးတော့10ပြိတ်ပါနောက်ပိတ်3လုံး30ထိပ်စီး3လုံး10တဲ့တပင်ကျော်2ပိတ်2ပိတ်ကူးသွားတယ်အဲ့လိုကူးပြီးမှဒီမှာ2ခါးနဲ့1ပိတ်ပါအဲ့လို1ပိတ်လို့ကြပြီးမှဒီမှာနောက်ထောင်3လုံးက6လို့လိုက်တယ်8ခွန်6လို့လိုက်တာပါဒီအစိမ်းရောင်လေးတွေကအဲ့ဒီအောက်မှာမှ ဒီမှာမှဒီရှစ်ပရိတ်ကရှစ်ပရိတ်လို့ကြရတယ်အဲ့လိုကြရတဲ့ချိန်မှာလဲဒီမှာနောက်ပိတ်သုံးလုံး6ပါအဲ့ဒီ6ရဲ့သောင်းမှာမှဒီမှာကျွန်တော်6ခါလေးနဲ့ပရိတ်နှစ်ကို2 6လေးလို့ထည့်ထားတယ်ဘာကြောင့်ထည့်ထားတာလဲဆိုတော့ဒီမှာစစဥပွဲမှာဒီမှာထိတ်ကဲအလဲရထိတ်ကဲ9ဆိုတော့3ထိတ်လေးရတော့6ခါလေးနဲ့ဆိုတော့363ပါ ဒီမှာလဲထိတ်ကဲအလေးရဲ့ထိတ်ကဲငားလို့ပဲခင်ပါတယ်အဲ့ချိန်မှာ6ကားလေးနဲ့သူတော့ကို6ခုံးမှာဒီမှာငားလို့ထိတ်မယ်ဆိုငားရှစ်နှစ်မှာငားလို့ဖြစ်မှာဆိုတော့နှစ်6သွေးလေးရတော့နှစ်6လေးလို့ကျွန်တော်ထည့်ထားပါတယ်နောက်တစ်မျိုးကြည့်လို့ရပါသေးတယ်ထိတ်ထောင်သုံးလုံးလေးဆိုရင်3ထိတ်နဲ့6ကားနဲ့ဆိုတော့363ပါ ဒီမှာလဲထိတ်တောင်တုံးလုံး၄ပါအဲ့တော့၉၆အတွဲနဲ့၉၆ခွန်ဆိုပြီးတော့နှစ်ပြိတ်လေးကိုထွက်သွားတာပါအဲ့တော့ဒီပွဲမှာလဲထိတ်တောင်တုံးလုံး၄ဆိုရင်၃ထိတ်ထည့်ရမှာပါအဲ့တော့၃၆၃ပါအမှားတော့၆ခါနဲ့ကွာ၆ကိုဆက်ခွဲလိုက်မှာပြိတ်နှစ်ကိုဆက်ခွဲလိုက်မှာအဲ့တော့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ကကဏ္ဍနှစ်ခွဲရွေးပေးလိုက်ပါတယ်အဲ့တော့၂၆၄နဲ့ 363ဆိုပြီးကျွန်တော်နှစ်ကွက်ရွေးပေးလိုက်ပါတယ်ကျွန်တော်မိษွေတွေကကြိုက်တယ်နှစ်တက်တယ်ဆိုရင်ကိုယ့်အကူမှတ်သားထားပြီးထိုးယူပါကျွန်တော်သတိဒီကိုပတ်စင်နိုင်ပတ်စင်နိုင်စေရနာပြည့်နဲ့ထုတ်ပြနေတာပါကျွန်တော်စိတ်ကြိုက်ရွေးချယ်မှုကနန်းလေးတွေကတော့ကျွန်တော်နှစ်ကြိမ်သားကို1000နဲ့ရောင်းပါတယ်အဲ့ဒါလည်းကျွန်တော်ရဲ့အတွေ့အခေါ်အယူဆကိုကြိုက်မှအားပေးပါအဲ့တော့2025ခုနှစ်ကြိမ်မှာစိုးစံရဲ့မိษွေတွေဝါနာရှင်နေ ကံကောင်းခြင်းတွေပြည့်စုံပြီးချဲရီတွေပေါက်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။